တနင်္လာသာသမီများဒီဇင်ဘာလ၁ရက်မှ9ရက်အတွင်းတပတ်စာဘေရင်ဟော့စတန်ဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်ရဲ့ဘေရင်ဟော့စတန်နေ့မပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးမှတ်ရသေးတဲ့သူများနှိတ်ထားကြဖို့ဖြစ်ပါတယ်။လူကြီးတယောက်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်။မိမိရဲ့မိသားစုထဲမှာအလုံးမှာပတ်ဝန်းကျင်မှာ စသည်ဖြင့်လူကြီးတယောက်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်။ ရှိတဝခဲနာဇဝခဲဆုံးဖြတ်ခဲရွေးချယ်ခဲစဉ်းစားကြက်တဲ့အဲအခြေအနေများလည်းကြုံရတတ်ပါတယ်မိမိရဲ့အကြံစီများရည်ရွယ်ချက်များသည်ထင်ကုန်ကြံ့ကြာနေတတ်ပါတယ်စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းနဲ့ပတ်သက်လို့ကောင်းသောအပြောင်းအလဲများဖြစ်လာဖို့ရှိနေပါတယ်ထွက်နေတဲ့ငွေတွေပစ္စည်းတွေရှိရင်လည်းပြန်ပြီးတော့ဝင်လာဖို့ရှိနေပါတယ်အဲ့တော့အင်မတန်ကောင်းပါတယ်စီးပွားရေးတွေတိုးတက်ဖို့လုပ်ငန်းတွေတိုးတက်အောင်မြင်စေဖို့အတွက်မကြခင်မှာကောင်းသောအပြောင်းအလဲတွေဖြစ်လာဖို့ရှိနေပါတယ် အဲ့တော့ငွေချင်းနဲ့ပတ်သက်လို့တော့မထင်မှတ်တဲ့ပုံစံနဲ့အောင်မြင်တတ်ပါလေအဲ့တော့ရမယ်လို့ထင်တဲ့ငွေတွေကမရဘဲနဲ့မရဘူးထင်တဲ့ငွေတွေကရတတ်ပါလေမထင်မှတ်တဲ့အချိန်မှာမထင်မဲ့မထင်မှတ်တဲ့ပုံစံမျိုးနဲ့ငွေတွေဝင်လာဖို့ငွေချင်းအကျံစီတွေအောင်မြင်ဖို့ရှိနေပါတယ်အဲ့တော့ငွေချင်းကိစ္စများသည်မထင်မှတ်တဲ့အချိန်မှာမထင်မှတ်တဲ့ပုံစံမျိုးနဲ့အောင်မြင်ဖို့ရှိနေပါတယ်မထင်မှတ်တာတွေဖြစ်လာတတ်ပါလေအခြေအနေပတ်သက်လို့တော့သုံးပွင့်ဆိုင်ဇက်လန်းဖြစ်နေပါတယ်ဂျားလူအနောက်ရှက်ရှိနေပါတယ် တရားမတရားတစ္ဆာရှိဖို့အရေးကြီးပါတယ်အင်ထောင်ရင်းနဲ့ပတ်သက်လို့လည်းအမျိုးသမီးတယောက်ဂျားဝင်ရှုပ်တတ်ပါတယ်အထက်ကအမျိုးသမီးကခရီးနဲ့ပတ်သက်တဲ့အမျိုးသမီးဖြစ်ပါတယ်ခရီးသွားကန်နေခီးရပြန်လာကစားခရီးသွားတဲ့အလုပ်စသည်ဖြင့်ခရီးနဲ့ပတ်သက်သောအမျိုးသမီးတယောက်ဂျားဝင်နှောက်ရတတ်ပါတယ်သူ့ကိုအကြောင်းပြုပြီးတော့နေနေမရကတော့ကစားဖြစ်တတ်ပါတယ်ပညာရေးကံကတော့အလယ်လက်မှာပဲရှိနေပါတယ် ပညာရေးနဲ့ပတ်သက်လို့မျက်မှန်ပါတဲ့လူတယောက်ဆရာနေပြီးတော့အကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်လို့ကတော့လေချောင်းနဲ့ပတ်သက်တဲ့လေနဲ့ပတ်သက်ယောဂများသတိထားစေလိုပါတယ်။အရင်တော့ဖြစ်ခဲ့ဘူးတဲ့ယောဂဟောင်းများသတိထားစေလိုပါတယ်။အဲ့တော့ဒီလိုကန်ဆန်းမယ်ဆိုရင်တော့2 3 6ဖြစ်ပါတယ်။ကန်ကောင်းစေတဲ့အယောင်တွေကတော့အနီအောင်အပြည့်အောင်ဖြစ်ပါတယ်။များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုရက်စားပလင်းနဲ့ခောက်ပေးပါ။ဘာသာကလည်းစူတောင်းမှာရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းမဆိုဘယ်ချိန်မဆိုဆောင်ရွက်နိုင်ပါတယ်။ရောင်းထွက်ခြင်းနဲ့ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုရက်စားပလင်းကျွန်တော်တို့စားတဲ့ရက်စားရက်စားပလင်းနဲ့ခောက်ပေးပါ၊ရိုက်ပေးပါ။ကံကောင်းစေမဲ့ရေတရာကတော့အိမ်ဖျားမှာပေါင်မုံ၅ချက်လှူဒန်းပြီးတော့စူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်တွေကြေပြောက်ပြီးတော့ကံနေကောင်းစေပါလိမ့်မယ်။ ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေပါ